လားလေးလုံးလမ်းကြောင်းပေါ်က United အိမ်မှာဘယ်လောက်ထိအသက်ဆက်နိုင်မလဲပရိသတ်များလုံးမင်္ဂလာပါခင်ဗျာမြန်မာပလက်ဖောင်းရဲ့အားကစားစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဟာဒီဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့တသင်းတဲသောအသင်းဖြစ်တဲ့ Manchester United ဟာ Newcastle ကိုအနိုင်ယူပြီးကာရာဘောင်းဖလားစုခုနိုင်ခဲ့ပြီးဖြစ်ပါတယ် United ဟာကာရာဘောင်းဖလားရယူပြီး6နှစ်ကြာဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်ခဲ့တယ်လို့ United တခစ်ပြန်လာနေပြီဆိုတဲ့ကြွေးကြော်သံတွေကလည်း Old Trafford ရံဝဲမှာပြန်နှံ့လာခဲ့ပါတယ် အဖေဖလားယိုပါလိဖလားတွေမှာ16အသင်းရှုံးလွန်းစဉ်ပရီးမီးယားလိမှာလည်းအဆင့်3နေရာမှာရပ်တည်နေတဲ့ United ဟာစူဖလားလေးလုံးအိမ်မက်ကိုဆက်လက်မျှော်လင့်နေနိုင်စေဖြစ်ပါတယ်။ဒါပေမဲ့လက်ကျန်ဖလား3လုံးစလုံး United သိမ်းပိုက်နိုင်ဖို့ဆိုတာကကောက်ရိုးပုံနဲ့အက်ရှာတာထက်တောင်ပိုပြီးခက်ခဲမယ်ဆိုတာမှန်းဆကြည့်ရတဲ့ရင်သိနိုင်ပါတယ်။ဒါဆိုရင် United ရဲ့ဖလားလေးလုံးအိမ်မက်ကဘလောက်ထိအသက်ဆက်နိုင်မလဲ။ United အတွက်လက်ကျန်ဖလား3လုံးမှာ Premier League ဖလားရရှိဖို့ကအခွင့်အရေးအနည်းဆုံးဖြစ်နေတယ်လို့ဆိုချင်ပါတယ်။ ဂျားရဲကအာဆန်နယ်နဲ့၈မှတ်အထိကွာဟနေတယ်လို့ဂျားရဲကမန်စီးတီးနဲ့လည်း၆မှတ်လောက်ကွာဟနေတာကြောင့်ဒီယာဒီပရီးမီးယားလိဂ်ဖလားမျောလင်းချက်တွေကကုံဆုံးတဲ့လောက်ရှိသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။လက်ကျန်ပွဲစဉ်14ပွဲမှာလီဗာပူး၊နယူကာဆယ်၊ဘရိုက်တန်၊ဝက်ဆန်စပါးတို့ကိုအဝေးကွင်းမှာရင်ဆိုင်ရမယ့်ပွဲစဉ်တွေရှိနေသေးတဲ့အပြင်ထိပ်ဆုံးကနှစ်သင်းကလည်းခြေချော်ဖို့လိုအပ်နေပါသေးတယ်။နာမည်ကျော်စူပါကွန်ပျူတာရဲ့တွက်ချက်မှုမှာလည်း United တို့ Premier League Plus စုခူးနိုင်ခြေက300ခိုင်နှုန်းပဲရှိနေပါသေးတယ်။ ဒါပေမဲ့လည်းကန်ဒီယားက United ဘက်မှာရှိနေခဲ့လို့ထိတ်ဆုံးကနှစ်သင်းသာခြေချော်ခဲ့ရင်တော့ United တို့အနေနဲ့ Premier League ဘလာကိုမမျှော်လင့်ဘဲရရှိသွားနိုင်ခြင်းရှိနေပါတယ်။ယူရိုဘာလိမ့်မှာလည်းဘာစီလိုနာကိုအလဲထိုးနိုင်ခဲ့ပြီးနောက်ဒီဘလာစွတ်ခူးဖို့ရေပန်းအစားဆုံးအသင်းထဲမှာ United တို့ပါဝင်လာခဲ့ပါတယ်။စပိန်ကလည်း Real Madrid နဲ့ကန်ရမယ့်16အသင်းရှုံးထွက်အဆင့်ပွဲစဉ်နှစ်ပွဲက United အတွက်အခက်အခဲရှိနိုင်ပေမဲ့ quarter final မှာရင်ဆိုင်ရမယ့်အသင်းတွေက United ကိုကောင်းကောင်းဒုက္ခပေးလာနိုင်ပါတယ်။ ဥရောပအောင်မြင်မှုတွေမရယူနိုင်သေးတဲ့အာဆန်နယ်ချန်ပီယံလိဝင်ဝင်တနေရာစာကိုယူဘာလိကကြိုးစားလာနိုင်တဲ့ဂျူဗင်တန်ယူဘာလိဘီယင်လို့ဆိုရမယ်ဆီဗီလာနဲ့ရှုံးထွက်ဖလားတွေဆိုရင်အားဆိုင်ကန်တက်တဲ့ဟိုဆေးမော်ရင်ဟိုရဲ့ရိုမာတို့ဟာယူနိုက်တက်အတွက်ခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်လာနိုင်ပါတယ် အင်္ဂလန်ရဲ့တက်တန်းအရင်ဆုံးဖလားပြိုင်ပွဲဖြစ်တဲ့ FA ဖလားမှာလည်း United တို့ဟာဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းမဟုတ်ခဲ့ပါဘူး။မြို့ကန်ပြန်မဲ့ Man City ဟာဒီနေ့ FA ဖလားကိုဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး Guardiola ရဲ့ Man City က United ထက်ခေါင်းတလုံးတာနေတယ်ဆိုတာကတော့ညင်းလို့ရမယ်မထင်ပါဘူး။ မန်စီးတီးပြင်စူပလာအောင်မြင်မှုတွေဝေးကွာနေတဲ့ထော်တန်ဂျိုင်ယန့်ခေလာအသင်းတွေဖိကျတဲ့ဖူဟန်လက်စတာဘရိုက်တန်လို့လည်းဒီစူပလာလမ်းကြောင်းပေါ်မှာရှိနေသေးတာကြောင့်ယူနိုက်တက်အတွက် FA ဖလားစုခိုးနိုင်မှုဆိုတာကလွယ်မြောင်တဲ့ခံတိမ်မြောင်တဲ့နဲ့တယ်လို့ဆိုချင်ပါတယ်။ဒါပေမဲ့လေးဝက်လောက်တေချာအာယုံစိုက်လိုက်တာနဲ့ဖလားတစ်လုံးကျင်းသေးနေတာမို့ FA ဖလားဟာဒီရာဒီမှာယူနိုက်တက်လို့ရနိုင်ချေရှိတဲ့နောက်ထပ်စူပလာလို့ဆိုရမှာဖြစ်ပါတယ်။